ုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါနိုင်ငံတကာသတင်းတွေကိုတော့တရုတ်အမေရိကန်ကုတ်တော်ရေးသတင်းတွေပဲစရအောင်ပါတရုတ်နိုင်ငံကအမေရိကန်ကိုလက်တော့ပြဲတိုးမြင့်ထားတဲ့ကုတ်တွယ်ခွန်တွေကိုဆိုင်းငံ့ထားလိုက်ပါတယ်။အဲ့ဒီကုတ်ပစ္စည်းတွေထဲမှာလေယာထုတ်ကုတ်ပစ္စည်းတွေပါဝင်မှာဖြစ်ပါတယ်။အရင်တပတ်ထဲမှာအမေရိကန်နဲ့တရုတ်သမ္မတနေရောက်တွေ့ဆုံမှုအပြီးမှာအခုလိုဆိုင်းငံ့ချက်တွေကိုဗုဒ္ဓဟူးနေ့ကကြေညာခဲ့တာပါ။ လေယာထွက်ကုန်တွေကိုအခွန်တိုးမြင့်မှုဆိုင်ငဲ့ထားရဆိုပေမဲ့ပဲပိစကိုတော့ကုတ်သွဲခွန်73ရာခိုင်နှုန်းသတ်မှတ်ထားပါရယ်အမေရိကန်စိုက်ပျိုးရေးလုပ်ငန်းအတွင်းကုန်တွေအပေါ်မှာနိုဝင်ဘာ10ရက်ကစပြီး75ရာခိုင်နှုန်းအထိအခွန်လျှော့ချသွားမယ်လို့ဆိုပါရယ်သမဒါထရန့်ရဲ့လွတ်လပ်ရင်းနှစ်အခွန်ကိုတုတ်ပြန်တဲ့အနေနဲ့ချမှတ်ထားတဲ့အခွန်၁၀ရာခိုင်နှုန်းကိုဆက်လက်ထားရှိမယ်လို့ဆိုပါတယ် သမရနေရောက်ရဲ့အစီအဝေးအပြီးအိဖြူတော်ရဲ့ထုတ်ပြန်ချက်မှာတော့တရုတ်နိုင်ငံဟာဒီနေ့မကုတ်ခင်နလအသွင်းအ ਨੇ စုံအမေရိကန်ကပေပီဆက်မက်ထရစ်တန်စစ်နှစ်တန်းကိုတရုတ်ကဝယ်ယူမယ်လို့ထက်သွင်းထုတ်ပြန်ခဲ့ပါတယ်။လာမယ့်၃နှစ်အတွင်းနစ်စင်မက်ထရစ်တန်အ ਨੇ စုံ25တန်းဝယ်ယူသွားမယ်လို့လည်းပါရှိပါတယ်။ဒါပေမဲ့တရုတ်အစိုးရကတော့အဲ့ဒီကိန်းကနန်းတွေကိုအတည်ပြုချက်မပေးသေးပါဘူး။ Stock Share ဈေးကွက်မှာတော့ပေပီဆာတွေဈေးပြတ်တက်လာခဲ့ပါတယ်။ နောက်တဲ့တဲ့သပုတ်ကတော့ဂျပန်နိုင်ငံမှာစစ်သက်လူပြီးဖြည့်ရှင်ရတဲ့ပြဿနာတစ်ခုကိုပြောပြပါမယ်။ဂျပန်နိုင်ငံရဲ့မြောက်ပိုင်းခရိုင်တခုမှာဝဲဝံတွေရဲ့တိုက်ခိုက်မှုတွေများပြားလာတဲ့အတွက်စစ်တပ်တွေချထားလိုက်ရပါတယ်။ဂျပန်နိုင်ငံမှာဧပြီလကစပြီးလူပေါင်း၁၀၀ကျော်ဟာဝဲဝံတွေရဲ့တိုက်ခိုက်မှုကို ခံခဲ့ရပြီးအ ਨੇ စုံလူ၁၂ယောက်သေဆုံးခဲ့တယ်လို့ပတ်ဝန်းကျင်ဝန်ကြီးဌာနရဲ့စီးရင်တွေမှာဖော်ပြထားပါတယ်။ အထူးသဖြင့်တော့စောင်းမခိုခင်ကာလလေးမှာဝဲဝံတွေက အစာရှာရင်းလူတွေနဲ့နှိစင်လို့လို့ထိသွေးမှုတွေရှိလာနေပါတယ်။အထူးသဖြင့်တော့ဝဲဝံညိုတွေနဲ့အာရှဝဲဝံ net တွေနဲ့ထိသွေးမှုတွေများလာနေပါတယ်။စစ်တပ်တွေကိုတော့ဂျပန်မြောက်ပိုင်းတောင်ထူထက်တဲ့အာကီတာလို့ခေါ်တဲ့စီရင်စုကိုဆီလုခဲ့ရတာပါ။တိုးများလာနေတဲ့ဝက်ဝင်တွေဟာလူနေ area တွေထဲတိုးဝင်လာတာပြီးများလာနေပါတယ်။ ဝဲဝူတွေများလာနေပြီမဲ့လူတွေကတော့အသက်တွေကြီးလာပြီးလူဦးရေအရေအတွက်ကလည်းရော့ချနေတဲ့အပြင်ဝဲဝံတွေကိုကာကွယ်ပေးနိုင်တဲ့မုတ်ဆိုးတွေလည်းရော့နေလာနေပါတယ်။အစိုးရရဲ့ခန့်မှန်းချက်အရတော့ဂျပန်မှာဝဲဝံကောင်ရေဟာ9400ကျော်ရှိနေပါတယ်။ အကီတာအုပ်ချုပ်ရေးဒေသနဲ့ကာကွယ်ရေးဝန်ကြီးဌာနတို့ရဲ့သဘောတူညီချက်အရတော့စစ်သက်တွေဟာအစားအစာနဲ့ဝယ်ဝန်တွေကို ဖန်ဆီးမဲ့တန်လောင်အိမ်တွေချထားတာမုတ်ဆိုးတွေအတွက်တည်ယူပို့ဆောင်ရေးလုပ်ပေးတာတည်ဆုံတဲ့ဝယ်ဝန်တွေကိုကူညီတကြိုပေးတာတွေကိုလုပ်ပေးမှာဖြစ်ပြီးဝယ်ဝန်တွေကိုတန်တန်းနဲ့ပြစ်မှာမဟုတ်ဘူးလို့ဆိုပါတယ် မက္ကဆီကိုသမ္မတကလော်ဒီယာရှိန်းဘောက်ကသမိုင်းဝင်မက္ကဆီကိုမြို့လယ်ကိုလမ်းလျှောက်ဖြတ်သွားနေချိန်မှာလက်ပိုက်ဆိုင်ရာကြိုက်တွေစော်ကားဖို့ကြိုးစားတဲ့သူနဲ့ကြုံတွေ့ခဲ့ရပါတယ်။သမ္မတရဲ့ဖြစ်ပျက်ကိုရိုက်ကူးထားတဲ့ဗီဒီယိုမှာတော့လူတယောက်ဟာသမ္မတရဲ့နဘေးကိုကတ်လာပြီးသူ့ရဲ့လက်မောင်းနဲ့သမ္မတကိုဖဲ့လိုက်ပြီးနမ်းဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီနောက်သူကအနောက်ကနေသမ္မတရဲ့ရင်သားတွေကိုစုပ်ကိုက်ဖို့ကြိုးစားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာမအရာရှိတယောက်ကသူ့ကိုတုံးထုတ်လိုက်နိုင်တာပါအဲ့ဒီလူကိုဖမ်းဆီးလိုက်တယ်လို့သတင်းစာတွေကပေါ်ပြပါတယ်တရားရုံးရှင်တွေကတော့သူ့ကို လိမ့်ပိုင်းဆိုင်ရာစော်ကားမှုလိမ့်ဆိုင်ရာနောက်ဆက်ကျူးလွန်မှုတွေနဲ့တရားစွဲထားပါတယ်ဒီအဖြစ်ပြက်ဟာတမရနဲ့ကြံတဲ့နိုင်ငံသားအလုံးရဲ့လှုပ်ချုံရင်းနဲ့ပတ်သက်ပြီးမိခွန်းထုတ်စရာတွေဖြစ်လာပါတယ်။ မက္ကစီကိုမြို့တော်ဝန်ကလာရာဘရူဂါဒါကတော့သူ့ကိုထိရဆိုရင်ကျမတို့အားလုံးကိုထိတာပါပဲလို့ပြောပါတယ်။သမရကိုအမျိုးသမီးဖြစ်လို့နောက်ဆက်စော်ကားရဆိုရင်ကျမတို့အားလုံးလည်းစော်ကားခင်ရတာပဲလို့သူကပြောပါတယ်။အသက်63နှစ်အရွယ်ရှိန်းပေါဟာမက္ကဆီကိုနိုင်ငံရဲ့ပထမဆုံးအမျိုးသမီးသမ္မတဖြစ်ပါတယ်။ အမျိုးသားစီရင်အင်တိတ်ပိုက်ကကောက်ခတ်ထားတဲ့စစ်တမ်းတွေအရမက္ကဆီကိုကအမျိုးသမီးထက်ဝဲလောက်ဟာအ ਨੇ စုံတစ်ကြိမ်လိမ်ဆိုင်ရအကြမ်းဖက်မှုကိုခံရဖူးတယ်လို့ဆိုပါတယ်